YouTube မိတ်ဆွေများအားလုံးမဆုံးတွေ့ရကြတော့လို့ခွင့်လွှတ်ပြပါဒီနေ့တော့ဝမ်းမြောက်ဖွေရနောက်တစ်ခါတတိနဲ့ကျူစုဖွေရကောင်းချင်းအဖြာဖြာတွေအတွက်နှုတ်ခွန်းဆက်စကားလေးနဲ့တူအာမင်္ဂလာမင်္ဂလာပါလို့ဟုတ်ဆက်ပါတယ်အားလုံးမင်္ဂလာပါဗျမင်္ဂလာညချမ်းတော်လာညချမ်းဖြစ်ပါစေဒီနေ့ ဒါနိုဝင်ဘာလရဲ့ဒီတတိယဘက်ကိုဝင်လာနေအချိန်ပေါ့သတင်းထုတွေတော့အားလုံးပြည်သူတွေတိကျပြီးသားဖြစ်မယ်လို့ကျွန်တော်ယူကြည်ပါတယ်အခုဆိုရင်ကျွန်တော်တို့အတိုင်းပြည်ကို9နှစ်တာကာလနီးပါလွန်စွာရစ်ဆက်ကြမ်းကြုတ်ရုပ်မာပတ်ဆက်တဲ့ဇိဟိတ်လက္ခဏာတွေနဲ့ပြည်သူတရားလုံးကိုရန်သူတပွဲသဘောထားပြီးရဲရဲဆက်ဆက်ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ဖက်စစ်အကြမ်းဖက်ဆရာစွဲကောင်ကြားဖြန့်ဂိုင်းကျုတ် မင်းအွန်လိုင်းရဲ့ဖက်စစ်တက်ဟာခုဆိုရင်စစ်မျက်နှာအတီးတီးစစ်မျက်နှာဆိုတဲ့နေရာမှာနိုင်ငံရေးစစ်မျက်နှာနော်ဒီတိုက်ပွဲမှာရင်ဆိုင်နေရတဲ့စစ်မျက်နှာနိုင်ငံခြားဆက်ဆံရေးစစ်မျက်နှာစတဲ့စစ်မျက်နှာအတီးတီးမှာအလဲလဲကွဲကွဲနဲ့ကြာဆုံးနေတယ်လို့သူရဲ့ခေါင်းကိုင်ဖခင်ကြီးတွေဖြစ်တဲ့တရုတ်နဲ့ရုရှားတို့ဟာလည်းပဲလေခုဆိုရင်သူတို့ပြုခဲ့တဲ့ကံပဲ့တင်တန်သူတို့ထံပြန်ရောက်လာတဲ့အနေထားမှုလို့ရုရှားဆိုလဲသူရှိကို မရိကန်ထုတ်ဒုံးကြီးတွေနဲ့ဒုံးမြန်တွေနဲ့တိုက်ခိုက်ခံရပြီလို့သနားစပွဲကဘာကိုအော်နေရတယ်လို့တရုတ်ဟာဆိုရင်လည်းပဲသူရဲ့ဝူဟန်ဗိုင်းရပ်စ်ပြီးတဲ့နောက်ကဘာကြီးကိုမစ်ရှိပလန်နဲ့လိုအပ်တယ်လို့နိုင်ငံကြီးကစားနိုင်ဖို့သူရဲ့စိတ်ဝင်ထိုးပေါက်နိုင်စွမ်းနဲ့ကစားနိုင်ဖို့ကြားပြန့်လို့ခေါ်တဲ့ online scammer လိမ့်လေလှည့်ဖြားတဲ့ဒီရစွဲဂိုင်းတွေကိုဒီသူတို့ရဲ့ တင်းငင်ငါပြူဟာအစီအစဉ်လေးနဲ့ကဘာနှက်ဖြန့်ကျက်ပြီးအထူးသဖြင့်သူ့ရဲ့ဩဇာလက်တံဖြန့်ကျက်ခြင်းနဲ့နိုင်ငံလေးမှာအခြေစိုက်ခိုင်းခဲ့ကလိုအပ်သလိုစီးပွားရေးနေဆက်ရေးဟာသူ့ရဲ့ဩဇာအာဏာဖြန့်ကျက်ထိုးဖောက်ဖို့ကြိုးပမ်းခဲ့တဲ့လူရက်တီဟာအခုဆိုရင်တဖြည်းဖြည်းနဲ့ရာဇဝတ်ဘေးပြေးမလို့ဘလို့ပဲဟန်ဆောင်ပြီးလိမ့်လေလှည့်ဖျားခဲ့ပါစေချိန်တန်ရင်အမှုမှန်ပေါ်ပေါ်စမဲဆိုလိုကမ္ဘာပေါ်ထုတ် စုံစမ်းတဲ့အဖွဲ့အစည်းတည်းရဲ့အစီရင်ခံစာတွေကဒီကြားဖြတ်လုပ်ငန်းတွေရဲ့ပင်ရင်းဟာဒီမူရစီဝါထုတ်လုပ်ပြီးတော့အမေရိကန်အပါဝင်တစ်ကမ္ဘာလုံးကို ဖြန့်ချီနေတဲ့ပင်ရင်းဟာအာဆီယံဒေသအပါဝင်ကမ္ဘာနိုင်ငံတော်များများမှာအာဏာရှင်တို့မဟုတ်အကြမ်းဖက်ဝါရအခြေပြုတဲ့ပြည်သူကိုဆန့်ကျင်ပြီးတရုတ်ဩဇာကိုပဲနာခံမဲ့အစိုးရတွေပေါ်ပေါက်လာဖို့ကြိုးပမ်းနေတဲ့လက်တွေဟာ ဘာသူဖြစ်တယ်လဲဆိုတာကိုအခုဒီအပိုင်းတွင်းတွင်းကြဲကြဲဖြန့်ထွက်လာတဲ့နိုင်ငံကသတင်းမီဒီယာတွေမှာကြည့်ရှုရင် ကျွန်တော်တို့အားလုံးသိရှိမှာဖြစ်ပါတယ်ခုဆိုရင် American အစိုးရက scam strike force ဆိုပြီးတော့တရားဝင်ကြီးညာပြီးဘယ်နေ့မှာဘာလို့လုံးမယ်ဘလူးမှကြုံမသိနိုင်လောက်အောင် American ရဲ့ထုံးစံတိုင်းဘာမှတိတ်ပူပူဆဆာမပြောဘူးပြက်ပြက်သားသားတိတိကျကျလုတ်တက်တဲ့စီရင်အင်အားကြီးစံပကကြောင့်အခုဆိုရင်ဖက်ဆက်ဂျန်ဖက်တက်က အမြဲတမ်းလိညာပြောနေတတ်တဲ့မင်းအွန်လိုင်းရဲ့လက်သုံးတော်ကြီးဇော်မဲလုံးဇော်မင်းထွန်းဇော်မင်းထွန်းဆိုကျွန်တော်နဲ့စစ်တဲ့ကတူမှာအပေါ်ထားအောက်ထပ်တက်ခဲ့ဘူးတဲ့လူပါနော်ဇော်မင်းထွန်းကိုတိုင်အခုဆိုရင်ငကလူးဆံပြာနဲ့ထွက်ပြီးဖုံးပါပြောလာရအနေထားရောက်နေပြီဖြစ်တယ်မင်းအွန်လိုင်းကိုတိုင်လည်းပဲဖန်အထိကတော့ကမျိုးပြေးသွားပြီးတော့ BGF ထဲကိုအပါဝင်ကျန်တဲ့တပ်ဖွဲ့တွေကိုသူ့ရဲ့လက်သုံး ်လုတ်ခဲ့ပြီးတော့အခိုင်အစီကံဖြစ်ခဲ့တဲ့တပ်ဖွဲ့တွေကိုပုတ်ထုတ်ထိုးကျွေးဖို့အတွက်အခုဆိုရင်ပပဆက်ဆက်ဂျိုးပန်းလာတဲ့အချိန်လည်းဖြစ်တယ်အဲတော့ဇော်မင်းထွန်းကထိုင်းကိုပုတ်ချလိုက်တဲ့အတွက်ကြောင့်ဒါဒီစကမ်မာအွန်လိုင်းဖြတ်ဒီကြားဖြန့်ဂိုင်းတွေဟာဒီသူတို့မင်းအွန်လိုင်းဖက်စစ်အုပ်စုရဲ့အဲဒီလုတ်ရမဟုတ်ပါဘူးထိုင်းဘက်ကသာ69.5စသဖြင့်ထိုင်းကိုလုံးဝပုတ်ချထိုးကျွေးလိုက်တဲ့အချိန်မှာထိုင်းကတကွက်ဥယူပြီးတော့ သူတို့ရှိမှာဖန်ဆီးရမိတဲ့ဆော့ရှစ်သူရဲ့ခေါင်းငယ်ဖခင်ကြီးနော်တီရကူရဲ့မဟာမိတ်တကာကြီးမင်းအွန်လိုင်းရဲ့ဆစ်လက်နက်ပစ္စည်းဝယ်ယူဖို့အတွက်အမာခံထောက်ပို့နေတဲ့ထောက်ပို့ကြီးဒီရှီချင်းချင်းရှီချင်းချင်းကိုနော်ဒီအွန်လိုင်းစကမ်မာဂိုင်းချုပ်ကြီးကိုတရုတ်ကအစောတလင်လွှဲပြောင်းပေးအပ်လိုက်ပြီးတော့ ထိုင်းကတကွက်လက်ဦးမှုယူထားတဲ့အချိန်မှာအခုမှထိုင်းကလွတ်ပါတယ်လို့ထပြောပြီးတော့ BB ဘိုက်တာအထာနဲ့အဆောက်အုံတွေကိုဖောက်ခွဲပြီးဒီကြားဖြင့်လုပ်ငန်းကြီးကိုနှိမ့်နှင်းနေပါပြီဆိုတော့တော်တော်ပါကမူးယူထိုးအယူဖင်တရေဟိုရင်းပြုတဲ့ပုံစံနေနဲ့အခုမှကြောက်ချီးပန်းတာလူမတိအောင်ဖုံးဖိတဲ့ဟန်နေမင်းအွန်လိုင်းအုပ်စုအင်မတန်ဗျာများနေတဲ့အချိန်မှာပဲ မောတော့ KNU နဲ့မဟာမိတ်တပ်တွေကတင်းလိုက်တယ်ရခိုင်ဘက်ကဆိုရင်လည်းပဲမျောမျောတင်းတင်းကြီးညာချက်ထုတ်ပြန်လိုက်ပြီးတော့အရခတတ်တော့တချို့ခေါင်းဆောင်တွေကလက်ရှိအရခပြည်အပါအဝင်မြန်မာပြည်ကိုဘုံကျဲနေတဲ့ဖက်စစ်မင်းအွန်လိုင်းတပ်ကိုတရုတ်ကဆက်လက်ထောက်ပံ့နေမယ်ဆိုရင်မြန်မာပြည်ခားလေကပိုင်လိုင်းကြီးတွေဟာအလားကြီးစရာမဟုတ်ဘူးဆိုတော့ message တရုတ်အစိုးရရရှိသွားပြီးအခုဆိုရင်အပြင်းထန်စဉ်းစားနေကြတဲ့အချိန် မင်းအွန်လိုင်းရဲ့လေချောင်းကစိုးမိုးပြီးရဲဆက်ဆက်ပြည်သူတွေကိုစိုးစိုးဝါဝါဘုံကျဲနေတဲ့အနေအထားတွေပေါ်မှာကျုပ်ဖက်ကမကြခင်မှာတခုတစုံထင်းညိတုံးဟုတ်ကန့်တမှုပြူလာတော့မယ်အနေအထားဒါတွေဟာလေချောင်းကဲတောင်းမှုတခုတည်းနဲ့ပဲမြန်မာပြည်သူတရားလုံးကိုနိုင်ကျင့်ဗိုလ်ကျနေတဲ့ဖက်ဆက်မင်းအွန်လိုင်းရဲ့နောက်ဆုံးနေဆွဲများကိုရောက်ရှိနေပြီဆိုတဲ့ပြသလာတဲ့လက္ခဏာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ပြည်သူတရားလုံးရဲ့မစုံမလင်းတဲ့ဇွဲလုံလား သူတို့ဖြင့်တော်လိုင်းရေးတပ်ဖွဲ့အသီးသီးထဲမှာအသက်ခန္ဓာဘဝအားလုံးကိုပို့အပ်ပြီးပါဝင်တိုက်ပွဲဝင်နေကြတဲ့သူရဲကောင်းအသီးသီးတွေရဲ့ပေးဆက်ဆွန့်လွတ်မှုအခုချိန်ထိခက်ခဲကြမ်းတမ်းလာတဲ့အခြေအနေတွေကိုတောက်ခံရုန်းကန်ရင်ဆိုင်အံကျိတ်ပြီးတော့ရအောင်ဆွေးနွေးပွဲနဲ့ဖြတ်ကျော်မယ်ဆိုတဲ့တမူးတတာတပ်ဖို့အသီးသီးရဲ့တိုင်းပြည်နဲ့အနာဂတ်ပေါ်မှာထားရှိမြင့်မားသောယုံကြည်ချက်ဒါတွေကြောင့်ကျွန်တော်တို့တွေရဲ့အောင်ပွဲဟာ မနေ့ကတည်းကဆိုင်ဒီနေ့နီးကလာတယ်လို့မနေ့ပြန်ဆိုတာလဲလုံးဝတေချာလာတဲ့အနေအထားမျိုးတွေရှိပါတယ်။ဒါကြောင့်မို့ကျွန်တော် ပြည်သူတရားလုံးအနေနဲ့အခုလက်ရှိနောက်ဆုံးဖြစ်ပေါ်လာတဲ့အခြေအနေတွေဟာကျွန်တော်တို့အားလုံးရဲ့ပြည်တော်စုသားအားလုံးရဲ့စူးစီးညီညွတ်မှုကြလာတဲ့အသီးပွင့်ဖြစ်တယ်လို့ပိုပြီးမြန်လာမလားဒီတိုင်းမဲ့အချိန်ဟာဖေးဖေးတွင်းတွင်းနဲ့ကြံ့ကြာနေဦးမလားဆိုတဲ့အခြေအနေအရလည်းပဲကျွန်တော်တို့နိုင်ငံသား ဒေါ်လိုင်းကောင်းဆောင်တီးတီးနိုင်ငံကောင်းဆောင်တီးတီးအစုဖွဲ့အသင်းပင်အတီးတီးရဲ့ဥဆောင်သူပါဝင်သူအတီးတီးတို့ရဲ့ပေါင်းဆက်စုစည်းညီညွတ်တဲ့တင်းနှင်းကားဗျူဟာတွေနဲ့နိုင်ငံတစ်တစ်ခု state building တည်ဆောက်ကြဖို့ရည်မှန်းပြုစုတဲ့လုံလဝရိယအားဆိုင်မှုကိုနိုင်ငံတကာကဘလောက်အတိမတ်ပြုအာရုံစိုက်မလဲဆိုတဲ့ပေါ်မူတည်ပြီးနှေးချင်းမြန်ချင်းအောင်ပွဲအောင်လံထူခွင့်အခွင့်အရေးနှေးချင်းမြန်ချင်းပေါ်ပေါက်လာမှာဖြစ်ပါတယ်အဲကြောင့်ပြည်သူတရားလုံးအနေနဲ့ ဇွဲလုံးလမလျှော့ပဲနဲ့ကျွန်တော်တို့တောက်ခံရုံးခံကြရပါလိမ့်မယ်ဒီချိန်မှာဖက်စစ်အကြမ်းဖက်တည်းရဲ့အာဓမအုပ်ချုပ်မှုအောက်မှာရောက်နေကြတဲ့ပြည်သူတွေလည်းပဲကျွန်တော်တို့အနေနဲ့စိတ်ခွန်အားပေးပါတယ်လူကြီးမင်းတို့အနေနဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လေပင်မှာဝဲနေတဲ့ဓာတ်ကိုကြောက်လန့်လို့ဖြစ်စေကြောက်ရွံ့ခြင်းမှာပီပြားနေအောင်နှင်းများစွာဖိထားခံရလို့မယုံတာဝန်းတဲ့အနေထားကြောက်ဖြစ်စေငကူဗီဇစရိတ်ကြောက်ပဲ ရောင်ရဲလွယ်ပြီးကျုံလာသမျှဘဝကံပါပဲဆိုပြီးပော့ပော့နေတတ်တဲ့ဓလေးကြောင့်ပဲလို့ဆိုစီကျွန်တော်တို့အားလုံးဟာနိုင်ငံသားတွေဖြစ်တဲ့ကောင်းတူစုဖက်ရင်ဆိုင်ဖြတ်ကျော်ကြရမယ်တူတုံစင်းမိသားစုဝင်တွေဖြစ်ကြတယ်အဲ့တော့ကျွန်တော်တို့တော်လန်သောပြည်သူတွေမြမပြည်ကြီးကိုလွတ်လပ်စေလိုတဲ့စိတ်နဲ့ကြိုးစားနေတော့လူတွေရဲ့မျှော်မှန်းချက်ဟာတနိုင်ငံလုံးပြည်သူတရားလုံးလွတ်လပ်ဘေးကင်းလုံခြုံ ဖို့ပျော်ရွှင်ကြဖို့ဖြစ်ပါတယ်။ဒါကြောင့်မို့ဖက်စစ်အကြမ်းဖက်တွေရဲ့အောက်မှာရောက်နေကြတဲ့ပြည်သူတွေကိုကျွန်တော်တို့ခွန်အားလဲပေးပါတယ်။နှိုးဆော်စကားလဲပြောချင်ပါတယ်။လွန်ခဲ့တဲ့၄နှစ်ကျော်၅နှစ်တော့တင်းမှာအချိန်အကြောင်းမျိုးမျိုးကြောင့်ငုံခံခဲ့ရပြီဖြစ်စေတုံ့ပြန်မှုတွေအခွင့်မရခဲ့သည်ဖြစ်စေစစ်ကောင်စီလို့ခေါ်တဲ့စကားစားဖက်ကတောင်းဆုံနဲ့စောင့်ကြည့်တဲ့ CCTV ကင်မရာတွေနဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လက်ပါစီ လူမိုက်တွေနဲ့ အင်မတန်မှစိုးဝါးတဲ့အကျဉ်းထောင်းနဲ့အင်မတန်မှကောက်ကျစ်ပတ်ဆက်တဲ့ရဲနဲ့ဓာရီနဲ့ပပလေထိမ့်ညှိထားလို့မလူးတာမလွန့်တာရှိခဲ့တယ်ဆိုတာကိုကျွန်တော်တို့နားလည်ပါတယ်ဒါပေမဲ့ဒီကနေ့ရေဆွဲတွေဟာလွန်ခဲ့တဲ့နှစ်လွန်ခဲ့တဲ့လလွန်ခဲ့တဲ့အချိန်နေနဲ့လုံးဝကွဲလဲနေပြီဆိုတာကိုတော့မြမပြည်သူတရားလုံးသူတို့ပြင်ဖက်စစ်တီရဲ့လက်အောက်မှာဘလို့ဆက်ပြီးရုန်းကန်ရမလဲတော်လန်ကြီးမှာငါတောင်းဝင်ကြလာတဲ့ဒီနေ့ ငါဘလို့ပါဝင်ကြေပြွန်ဖို့လိုမလဲလို့တွေးထားတဲ့ပြည်သူတရားလုံးကိုဒီကနေ့ကတော့ကျွန်တော်အားလုံးအတူတူတက်ညီလဲညီရုန်းကန်ရမယ့်အချိန်ရောက်ပြီလို့ကျွန်တော်နှိုးဆော်ချင်ပါတယ်ဘလို့ရုန်းကန်ရမလဲကြလာတဲ့တာဝန်ပေါ့အခုအတူရောင်ရွေးကောက်ပွဲဖြစ်မှာမဟုတ်ပါဘူးအတူရောင်ရွေးကောက်ပွဲ sham election ဖြစ်ဖို့လုံးစော်ဆေးစော်ပူးပေါင်းနေသောလူတွေထက်မှမိမိတူးဦးချင်းစီမပါဖို့ဂရုပြုပါမိမိဆွေမျိုးသားချင်း မိမိမိတ်ဆွေတွေကမပါဖို့တိုက်တွန်းပါလို့ဆိုပါဘလူနီးနဲ့ဖြစ်ဖြစ်မိမိမှာညှင်းဆန်ပိုင်ခွင့်ရှိတယ်ဆိုတော့အတိကိုလက်ခံပြီးတော့ပထမဆုံးဖက်စစ်အုပ်စုရဲ့ဘာလုပ်လို့မပူးပေါင်းဖို့ရသမျှစူးစမ်းခြင်းဖြင့်နောက်ဆုံးဖြစ်ပေါ်လာတဲ့တာဝန်တွေကိုဝင်ရောက်ကြည့်ပြန်ပါဒုတိယအဆင့်အခု scammer လို့ခေါ်တဲ့ online ကြားဖြန့်ရာဇဝတ်ကိန်းသားတွေကိုဖမ်းဆီးဖို့မြေပုံမှာ မရိကန်ကစင်းပြထားတဲ့ထဲမှာနေဆက်တွေတင်မဟုတ်ပါဘူးရန်ကုန်မြို့လည်းပါပါတယ်အဲ့တော့ဘာလို့ ਆ မလဲဘာတွေဖြစ်လာမလဲမြန်မာပြည်သူအထူးသဖြင့်ရန်ကုန်နေလူတို့အနေနဲ့အဆင်ပြေရှိနေကြဖို့လိုပါတယ်ပြေးကြတယ်အခြေအနေတွေအချင်းခါတွေကအခွင့်ကောင်းဖြစ်ရောက်ရှိလာပြီဖြစ်တယ်အဲ့တော့ကြုံကြိုက်လာတဲ့အချိန်မှာအင်းနဲ့အားနဲ့ထိုးဆိုင်နိုင်ဖို့မိမိတို့ရဲ့လက်မောင်းတွေတန်းအောင်ပြင်ထားပါမိမိတို့ဆောင်းသားတွေထည့်အောင်တွေးထားပါ မိမိတို့ပတ်လည်မှာရတဲ့မြဖက်စစ်အာနာရှင်စနစ်နဲ့ပတ်သက်တဲ့ရန်နရားတွေကိုဖေရှားတန့်စင်ရှင်းလင်းနိုင်ဖို့တရင်ချက်လက်အားလုံးစုဆောင်းထားပါအေးအရေးကြီးဆုံးကတော့တိုင်းပြည်ကိုပြန်လည်ထူထောင်အောင်ဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံပိုင်အဆောက်အုံတွေမပြည့်စည်စီပဲနဲ့ဒီအဆောက်အုံဒီပေါ်မှာအခမ်းအနားတက်နေပြီးနိုင်ငံကိုဖျက်ဆီးနေတဲ့လူပုဂ္ဂိုလ်နဲ့အဝင်းဝိုင်း network တွေကိုပဲအမြန်ဆုံး ကျွန်တော်တို့လူတို့အင်အားနဲ့ထိမ့်သိမ်းနိုင်ဖို့သူတို့ရဲ့ပုံမှုဖြည့်ဆည်းမှုရန်ကကာကွယ်နိုင်ဖို့နီလန်းတွေကိုစံစားထားကြပါတိချတာတော့ကျွန်တော်တို့အားလုံးရဲ့အနာဂတ်တွေပျော်ရွှင်ငြိမ်းချမ်းစွာနဲ့အိမ်မက်ထဲမှာပဲမဲ့ဝွန်နူနူမျောလင့်ခဲ့ရတဲ့ငြိမ်းချမ်းသောမနေ့ဖြန်တွေဟာနီးကပ်လာပြီဖြစ်ပါတယ်အပြည်သူပြည်သားအားလုံးမမေ့မလျော့မပေါ်မဆတော့တတိနဲ့နိုင်ငံတော်တစ်တိဆောက်ဖို့ခွန်အားတွေအတူတူမွေးကြပါစို့ လူလူကောင်းဆောင်မိဆွေနဲ့တကနိုင်ငံကျင်းသားအလုံးလည်းအမြန်ဆုံးလွတ်မြောက်ပါစေပေးဆက်ဆွလွန်တိုက်ပွဲဝင်သောသူရဲကောင်းတို့ရဲ့အံကျိတ်ပြီးဆုခဲ့သောတစ္ဆာတွေအမြန်ဆုံးပြန့်နှံ့ပြီးအောင်ပွဲ အောင်လံတွေနိုင်ငံနေရာနှံ့မှာထူနိုင်ပါစေဆိုဝါရုပ်ညံ့ကြမ်းတမ်းသောဖက်စစ်ရန်နေရာကြီးကိုကိုအားစေရနဲ့မောင်းနေခဲ့သောရုံညံသော စိတ်ထားရှိသူနိုင်ငံသားအားလုံးကြာဆုံးပါစေ။ တရားသောဥပဒေနိုင်ငံတကာဥပဒေနဲ့အညီထိတိယောက်အရေးယူပြီးတန့်စင်ကြည်လင်သော လူမှုရပ်ဝန်းအသီးသီးဖြင့်နိုင်ငံတော်တည်ကြီးကိုတည်ဆောက်ပြီးအပြစ်မဲ့သောကလေးများအလုံးရဲ့ပြုံးပျော်ခြင်းအခွင့်အရေးကိုအတူတူမြင်ကွင်းရကြပါစေ။